ဆရာတော်ရှင်သူမြတ်ဖေဟာမိဂုံမိလျှောက်ခွင့်ပြုတော်မူပါရှင်ဖေဟာပြုသူအသက်ဖြစ်သူအဟောင်းပဲလို့နိုင်ထက်စင်နေပြုလုပ်ခံရတဲ့အခါသုံးနာခံရဥပါရယ်ဖေဟာနိုင်ထက်စင်နေခံရတာပဲကံဟောင်းပြီးဆက်ရတယ်ဆိုတော့ဒီလိုပဲကံဒီလိုပဲပြန်ခံရမယ်မတုံ့ပြန်မယ်ခေါင်းငိမ့်ခံပြီးတော့ပဲနေရပါမှလားဖေဟာဖះကရောဒီလိုပြဿနာမျိုးကိုဘယ်လိုများမိန်ကြားမှုပါတယ်လေဖះလို့မိလျှောက်ထားပါတယ်ဖះ ဖြည့်ကြပေးတော်မူပါရှင်ဗျာ။မြတ်စွာဘုရားကတော့ပါရမီ7ပါးထဲမှာခန္တီပါရမီဆိုတာကိုအတိတ်တလင်းတော့ဟောထားတာရှိတယ်။အဲ့တော့ဦးဇင်းတို့ကဒီနေရာမှာတိခန့်ခြင်းနဲ့စူးစမ်းခြင်းကိုကြွယ်မှရပါတယ်။တိခန့်ခြင်းဆိုတာကအကုသို့မဖြစ်အောင်နော်အကုသို့မဖြစ်အောင်ဘယ်ရာပဲဖြစ်ဖြစ် တခြားလူတွေနဲ့တခြားပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပုဂ္ဂိုလ်ချင်းချင်းပဲဖြစ်ဖြစ်နော်ကိုယ့်ထက်နေမတဲ့ပုဂ္ဂိုလ်ကိုယ့်ထက်မြင်မတဲ့ပုဂ္ဂိုလ်ဘလို့အရာနဲ့ပဲဖြစ်ဖြစ်မြတ်စွာဘုရားကတော့အကုသို့မဖြစ်အောင်နေဖို့တိခန့်ခြင်းဆိုတဲ့ဟာကိုခေါ်တယ်အဲဆရာတော်တပါးရေးထားတဲ့စာလေးရှိတယ်နော်တစုံတယောက်ကတဲ့ကိုယ့်ကိုစော်ကားလာတဲ့အခါမှာသူစော်ကားသလိုကိုပြန်စော်ကားလိုက်မယ်ဆိုရင်တဲ့နော် သူစော်ကားတယ်လို့ကိုပြန်စော်ကားလိုက်မယ်ဆိုရင်သူနဲ့ကိုနဲ့အတူတူအကုသို့ပြုတ်ပဲဖြစ်သွားပြီ။ဒါတော့ကိုစင်ကတော့ဘုန်းကြီးဆိုတော့ဘုန်းကြီးရှုထောင်အောင်ပြောတာနော်။အဲ့တော့ပစုံတယောက်ကကိုကိုစော်ကားလာတဲ့အခါမှာလူလောကမှာတွေ့မှာပဲ။အဲ့တော့ဆုတ်ခေကာလဖြစ်နေတဲ့အတွက်ကြောင့်မလို့ဦးစင်တို့အဲ့ဒီအရာတွေကလောကရန်တွေကကြမ်းကြမ်းတန်းတန်းနေလာမှာခန္ဓာရင်ရှိကိုတာစဉ်းစားတာဦးစင်တို့လည်းကလည်းမှားပြီ။ လောကနဲ့နေကကြမ်းကြမ်းနေလာမှာနော်ပြီးခဲ့တဲ့ဝီနီဆွေးနွေးပွဲမှာဆရာတော်တွေနဲ့စကားပြောတဲ့အခါကျတော့ဆရာတော်တပားပြောတဲ့စကားလေးဦးစင်ရှင်ထဲမှာဆွဲဆွဲနေတာပေါ့သူငငယ်ရားတဲ့စီသွားဝယ်တာတဲ့အဲ့တော့ကလေးတန်တာဆိုတော့လူငယ်ဘဝဆိုတော့စီသွားဝယ်တော့စီဘုံကဘာမလာဘူးအဲ့တော့စီဘုံမပါတဲ့အခါကျတော့စီကိုအိတ်ကလေးနဲ့ဆွဲလာတာ နော်အင်္ဂလိပ်နဲ့ဆွဲပြီးတော့ယူလာတာပေါ့အင်္ဂလိပ်ရောက်လဲရောက်တော့ရေတံဘူးလေးကိုဖြွင့် စီလေးကိုအင်္ဂလိပ်ကနေထည့်ထည့်တဲ့အခါကျတော့ကရော့ကလည်းမရှိတော့လူငယ်ဆိုတော့အလွယ်ထည့်တာပေါ့အဲ့တော့ကရော့နဲ့မထည့်တာဖြစ်တဲ့အတွက်ကြောင့်မလို့စီလေးတွေကဘေးကိုမလုပ်လဲဖိတ်ကုန်တယ်ဟာနှမျောလိုက်တာစီလေးဖိတ်ကုန်ပြီအဲ့ဒါနဲ့ကိုယ့်လက်ထဲက CAG ကိုဘေးချပြီးတော့ ိုဖိတ်သွားတဲ့စီလေးနည်းနည်းလေးကိုလက်ကလေးနဲ့ကလော်ပြီးပြန်ထည့်နေတယ်တတိယတော့ဟိုမှာဘာဖြစ်လဲရှိတော့ကုန်ပြီဟုတ်လားတခါတရံနည်းနည်းလေးဆုံးရှုံးတဲ့အရာတွေကိုဦးဇင်းတို့ကဆုံးရှုံးတယ်လို့ထင်တယ်နည်းနည်းလေးဆုံးရှုံးတဲ့အရာတွေကို အာယုံစိုက်လိုက်တဲ့အခါမှာမြတ်မများများဆုံးရှုံးသွားရဲ့ဟုတ်တယ်နော်အဲ့တော့ဦးဇင်းတို့လက်ရှိနေနေရတဲ့အခြေအနေအရာက အခက်အခဲအကြက်တဲတွေရှိတယ်။ရှိမှာပဲလေ။အဲ့ဒီအခက်အခဲအကြက်တဲတွေကိုဥစဉ်တော့အာယုံဆိုင်နေပြီးကန်ဆိုးတယ်ငါတို့ကန်ဆိုးတယ်လို့ဩနေရင်သာသနာဆိုတာဘွားတိုင်းတွေ့တာမဟုတ်ဘူး။နော်ဟိုမှာ CAG မှောက်သွားလိမ့်မယ်။ဘောပေါ်လာဥစဉ်ပြောတာ။ CAG မှောက်သွားမှာဒါဥစဉ်တို့ကဖုံးကြီးဆိုတော့ဖုံးကြီးဥစဉ်တော်တော်သဘောကျတယ်အဲ့ဒီဥပမာ။ဟုတ်တယ်နော်။ဒီဘေးချော်တဲ့စီလေးတွေကိုအာယုံဆိုင်လိုက်တော့မှစီအေကြီးကုန်ပြီမရှိတော့ဘူး စီအိတ်ကြီးကိုမကြည့်မိဘူးအဲ့တော့ဘာဖြစ်လဲကုံသွားတယ်ဒီဒီတိုင်းပဲလက်ရှိအခြေအနေရခက်ခဲကြက်တက်တွေဦးဇင်းတို့ရှိကြမယ်နော်ဒုက္ခတွေရှိကြမယ်အဲ့ဒါတွေကိုဦးဇင်းတို့အာယုံဆိုင်နေပြီဦးဇင်းတို့ငါတို့ကန်ဆိုးတယ်ကန်ဆိုးတယ်ဆိုပြီးကုသိုလ်တွေမပြုဘဲနဲ့အသက်တွေကြီးကြီးလာရင်စီအိတ်ကြီးပေါက်မှာနော်အေးအဲ့ဒါပဲစီအိတ်မောက်လိမ့်မယ်တခါလေကမတွေဘဝကိုစဉ်းစားပေါ့အဲ့ဒီဥပမာလေးပေါ့နော်အဲ့တော့မြတ်စွာဘုရားကတော့ခန္တီဝါဒီပေါ့နော်အဲ့တော့ခန္တီဝါဒီဆိုတော့ဦးဇင်းတို့ ကလဲစားချေခြင်းနဲ့ပတ်သက်ပြီးဆရာတော်တပါးမိတ်နေအဲ့ဒါနှစ်ပါးဆရာတော်နှစ်ပါးရဲ့စကားလေးဦးဇင်းကဒီညမှာဦးဇင်းတို့တက္ကရာကမတွေကိုပြန်လဲမျှဝေတာနော်ဟိုစော်ကားခြင်းတွေပြမားခြင်းတွေကိုပြန်လဲတုံ့ပြန်လိုက်တဲ့အခါမှာကိုလဲသူနဲ့အကုသို့ပြုတ်ပဲဖြစ်သွားတယ်နော်အဲ့တော့ကိုဘာလို့မလဲရွေးချယ်ပေါ့နော်ဒါကတော့ဦးဇင်းကတော့ဘာလို့တင်တယ်လို့မပြောတော့ဘူးနော်အဲ့ဒါကိုကိုကကိုစဉ်းစားလို့ရအောင်